အရန်ရင်းနှီးပေမဲ့အကြောင်းရင်းတစ်ခုကြောင့်ကိုစိုးကြီးကိုမဖိတ်ခဲ့တဲ့စိုးပြေတဲ့ဇင်နဲ့ဟင်းဝရန်ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ဒီရက်ပိုင်းရဲ့လူပြောများနေရာဖြစ်တဲ့ဟင်းဝရန်နဲ့စိုးပြေတဲ့ဇင်တို့ရဲ့ပွဲအကြောင်းကတော့ပြောမစုံဝေဖန်မစုံအားကြမစုံဖြစ်နေကြသေးပါပဲဒီပွဲကိုရွှေကိုပိတ်တာဝတ်စုံနဲ့ဘီလီယံချီတန်နဲ့လက်ဖွဲ့ငွေတွေဒေါ်လာတန်းချီတန်ဘရက်တွေနဲ့တက်ရောက်လာတဲ့ထိတ်တန်း celebrity တွေတနည်းအားဖြင့်ပြောရရင်မြန်မာနိုင်ငံရဲ့နုပညာရှင်ကျယ်ဝင်းအားလုံးဒီပါစုံကြီးစွာတက်ရောက်ခဲ့ကြပါတယ် ဒါပေမဲ့ဆိုပြတဲ့စင်နဲ့ဟင်းဝီရံတို့မင်္ဂလာပွဲမှာအဖိတ်မခင်ရတာကတော့တခြားသူမဟုတ်ပါဘူး ဆိုရှယ်မီဒီယာမှာအကြောကြားဆုံးတယ်လီဖုန်းသချင်းပိုင်ရှင်ပရီဇင်တာအစီအစဉ်တင်ဆက်သူကိုစိုးကြီးပဲဖြစ်ပါတယ်။ကယ်တီနီယာမှာပရိသတ်တွေကချက်ချင်းမိကုန်းထုတ်ကြပါတယ်။ဘာဖြစ်လို့ကိုစိုးကြီးမပါလာလဲဆိုပြီးတော့ပါတခြားလူတယောက်ယောက်မလာတာဆိုရင်တော့ဒီလောက်လူပြောများမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့အပြင်မှာဟင်းဝီယန်စိုးပြသင်တို့နဲ့ MC ကိုစိုးကြီးဆိုတာကအရန်ကိုခင်မရင်းနေကြတဲ့မိတ်ဆွေတွေဖြစ်နေလို့ပေါ့။ပရိသတ်ကြီးတို့လည်းသိမှာပါမြန်မာနိုင်ငံရဲ့ရွှေဆန်ပရိုမိုးရှင်းလောကမှာကိုစိုးကြီးမပါမဖြစ်တယ်လို့ကိုစိုးကြီးနဲ့အလုပ်တူတူတွဲ လို့တာအများဆုံးကတော့ဟင်းဝီရနဲ့ဆိုပြတဲ့စင်တို့ပါပဲဆိုတော့သူတို့သုံးယောက်ကအလို့သဘောအရာရောပုံကိုကြီးအရာပါအမြဲတမ်းတွေးဆနေရအတူတူအလို့တွေးလို့နေရတဲ့ အရင်နှီးဆုံးလို့ဖို့အကန်ပန်းမိတ်ဆွေတွေဖြစ်ကြပါရယ်ဒါတင်မကတိပါဦးကိုစိုးကြီးရဲ့ကဘာကျော်တယ်လီဖုန်းတစ်ချင်မထွက်ခင်ကဟိဝင်ရနဲ့စိုးပြတဲ့စင်တို့ကိုယ်တိုင်ကကိုစိုးကြီးရဲ့တယ်လီဖုန်းဆိုပြီးတော့သူ့ရဲ့တစ်ချင်ကိုဝိုင်းဝန်းကြော်ညာပေးခဲ့ကြပရိုမိုလုပ်ပေးခဲ့ကြပါရယ်ဒီလောက်ထိခင်မင်းရင်းနှီးကြရတဲ့အနေဘာဖြစ်လို့ဟိဝင်ရနဲ့စိုးပြတဲ့စင်တို့ကသူတို့ရဲ့တသက်မှာတစ်ခါအခမ်းအနားဆုံးမင်္ဂလာပွဲကြီးကိုတငယ်ချင်းဖြစ်တဲ့ကိုစိုးကြီးကိုမဖိတ်ကြားခဲ့ရလဲဒီအပေါ်မှာအင်တာနက်ပေါ်ကပရိသတ်တွေရဲ့သုံးသက်ချက်တွေထင်ကြီးတွေကတော့အရန်ကိုစိတ်ဝင် င်စားစရာကောင်းနေခဲ့ပါတယ်။ တချို့ကလည်းတယ်လီဖုန်းသချင်းကိုတက်စတိုမှာဆိုလိုမဖိတ်တာလို့ဆိုပါတယ်။အလုံးတိကြတဲ့အတိုင်းပဲကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းကလေးဖြတ်နေရဲ့အဖိုးဖွားတွေတောင်မှမတက်ထရက်သွားစေတဲ့အစွမ်းစကားမပြောနိုင်တဲ့လူတွေတောင်စကားထပြောလာစေတဲ့အစွမ်းတွေရှိတယ်လို့တယောပြီးတော့ပြောဆိုခြင်းခံထားရတဲ့သချင်းမှာဒါကြောင့်ပရိသတ်တွေကဟင်းဝင်းရဲ့စိုးပြေသချင်းတို့ကိုစိုးကြီးစင်ပေါ်တက်ပြီးတော့တယ်လီဖုန်းသချင်းလောက်ဆိုမှအရန်စိုးရင်နာကြောင့်မင်္ဂလာပွဲကိုတမင်တကာမဖိတ်တာဖြစ်မယ်လို့တော်တော်လေးပြင်းပြင်းထန်ထန်သုံးသပ်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ ောက်ထပ်သုံးတက်ချက်တခုကတော့မဟုတ်နိုင်ပါဘူးကိုစိုးကြီးကအယမ်းမအားလို့မဖိတ်တာဖြစ်ပါလိမ့်မယ်ဆိုတာပါဒီတော့ဟင်းဝင်းရဲ့နှုံဆောင်တွဲအနေနဲ့ကလည်းကိုစိုးကြီးကဒီနေ့တော့ဘယ်မျိုးကရွှေဆိုင်မှာ promotion ရှိနေရဲဆိုတာသိနေတဲ့အတွက်သူမအားပါဘူးဆိုပြီးတော့တသက်မဲ့အားနာပြီးမဖိတ်ကြတာဖြစ်နိုင်တယ်လို့တချို့ကခြေပါပြောဆိုနေကြပါတယ်တကယ်ချင်းဖြစ်သူမအားမှန်သေးလျက်နဲ့ဖိတ်စာပို့လိုက်ရင်မလာနိုင်မှဆိုတဲ့အဖြစ်နဲ့အားနာနေရမှာဆိုလို့တမင်မဖိတ်ဘဲနေလိုက်တာမျိုးဖြစ်နိုင်တယ်လို့ဆိုကြတာပါအေပရိသက်ကြီးတို့ကရောဘယ်လိုထင်ပါသလဲတကယ်ပဲ ဲ့တယ်လီဖုန်းသချင်းကိုဘေးဆိုရမှာကြောက်လို့မဖိတ်တာလား။ဒါမှမဟုတ်တငယ်ချင်းကမအားမန်းသေးလို့အားနာပြီးတော့မဖိတ်တာပဲဖြစ်မလား။ဘာပဲဖြစ်ဖြစ်ကိုစိုးကြီးရဲ့တယ်လီဖုန်းသချင်းကတော့အဆိုပြေတဲ့စင်နဲ့ဟင်းဝီရန်ကောင်သူတို့ရဲ့မင်္ဂလာပွဲကိုတောင်မဖိတ်ရဲလို့တဲ့အထိဩဇာကြီးသွားခဲ့ပြီဆိုတာအမှန်ပါပဲ။ပရိသတ်တို့ရဲ့မြင်ကိုလည်းမချက်ပြဝင်ရောက်ပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။